ရာဂါစာတိုင်ဖုန်းမုန်တိုင်းကြောင့်ကိုဦးသေဆုံးပြီးဖွာလိုင်းမုန်တိုင်းဖိလစ်ပိုင်သို့ထပ်မံဝင်ရောက်ပြီးခဲ့တဲ့ရက်ပိုင်းကမှဂါစာမုန်တိုင်းနိုင်ငံမြောက်ဘက်ဆုံးသို့ဝင်ရောက်ခဲ့သဖြင့်ကိုဦးသေဆုံးကနှလန်ပြန်ထူရန်မကြိုးစားနိုင်သေးခင်မှာပဲဖိလစ်ပိုင်နိုင်ငံသို့စတိမာလ26ရက်နေ့နောက်ထပ်အင်အားဖြင့်အပူပိုင်းမုန်တိုင်းဖွာလိုင်းကထပ်မံ၍ဝင်ရောက်လာမည်ဖြစ်ကြောင်းစတင်ကြောင်းများပိတ်လေကြောင်းခရီးများဆက်လက်ပိတ်သိမ်းရကြောင်းသိရပါသည်။ရာဆာမုန်တိုင်းကြောင့်နိုင်ငံမြောက်ပိုင်းကာကာယန်ခရင် ကာကာယံခရိုင်ရှိငါးဖက်လုံသား9ဦးလင်းနှမြုပ်သေးဆုံးခဲ့ပြီးသပင်ကြိုးကြသဖြင့်တူသေးဆုံးမြေပြုံမှုကြောင့်84နှစ်ရွယ်အမျိုးသားတို့ပါဝင်ကိုဦးမာရောသေဆုံးက9ဦးတက်ရရရှိခဲ့ကြောင်းသိရပါရယ်စက်တဘာလ24ရက်နေ့ဂါဇာမုဂါဇာမုနိုင်တံပြည်သူများကို ဂါဇာမုန်တိုင်းထံအသင်းပြည်သူများကိုစာနယ်ရိတ်ခါနှင့်ရေးပေးကူညီများထောက်ပံ့ပေးမှုများအတွက်ဖိလစ်ပိုင်သမ္မတကညွှန်ကြားထားခဲ့ပြီးတပြိုင်နက်တည်းမှာဖိလစ်ပိုင်တောင်မတ်ဆွန်ရှိအကြီးမားဆုံးလူနေထူထပ်ဆုံးလူဆုံးကျုံအားလည်းပဟုပြု၍စတိမာလာ26ရက်နေ့နောက်ထပ်အင်အားပြင်းအပူပိုင်းမုန်တိုင်းကထပ်မံဝင်ရောက်မည်ဟုသတိပေးထုတ်ပြန်ကစာသင်ကျောင်းများဆက်လက်ပိတ်ထားရပြီးလေကြောင်းခရီးများလည်းဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်ဖိလစ်ပိုင်နိုင်ငံအပူပိုင်း ။သွားဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်တာဝန်ရှိသူများကနောက်ထပ်လာမယ့်ပွိုင်းလာမုန်တိုင်းကိုလည်းအသက်အန္တရာယ်ကိုအလုံးချင်းချောက်နိုင်သည့်အဆင်ရှိသောမုန်တိုင်းတစ်ခုဖြစ်တာကြောင့်လူရည်သုံးသန်းထိမုန်တိုင်းတင်နိုင်ကအနေရဲစုံများမှာရွှေ့ပြောင်းကြရန်အတွက်အတိပေးတိုက်တွန်းလာခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာလူအများလုပ်သည့်သွားမဘေးရနေရဲ့ပျက်စီးမှုများကြောင့်ပင်လယ်ရေပူချိန်မြင့်တက်လာခြင်းနဲ့အတူတနစ်လျင်အလုံး20ထိတက်ခိုက်နိုင်သဖြင့် ွန်တိုင်းသိဒေတာများ၌နှလံမထူသောစည်ရင်ဝဲတင်မှုများဖြစ်ပေါ်စေကသဘာဝဘေးရန်နှင့်ကာကွယ်ရေးရမုံငွေများကိုလည်းအလွဲသုံးစားလိမ်လည်နေကြတဲ့သူတွေကိုအမှုများဖြစ်ပေါ်နေကြောင်းလည်းသိရပါဗျ။ရာဂါစာတိုင်ဖုန်းမုန်တိုင်းကြောင့်ကိုဦးသေဆုံးပြီးဖွာလိုင်းမုန်တိုင်းဖိလစ်ပိုင်သို့ထပ်မံဝင်ရောက်ပြီးခဲ့တဲ့ရက်ပိုင်းကမှဂါစာမုန်တိုင်းနိုင်ငံမြောက်ဘက်ဆုံးသို့ဝင်ရောက်ခဲ့သဖြင့်ကိုဦးသေဆုံးကနှလံပြန်ထူရန်မကြိုးစားနိုင်သေးခင်မှာပဲဖိလစ်ပိုင်နိုင်ငံသို့စတိမာလ26ရက်နေ့နောက်ထပ်အင်အားဖြင့်အပူပိုင်းမုန်တိုင်း ဝိုင်းလိုင်းကထမှန်၍ဝင်ရောက်လာမည်ဖြစ်ကြောင်းစာတင်ကြောင်းများပိတ်လေကြောင်းခရီးများဆက်လက်ပိတ်သိမ်းရကြောင်းသိရပါသည်။ရာစာမုန်တိုင်းကြောင့်နိုင်ငံမြောက်ပိုင်းကာကာယန်ခရီးကာကာယန်ခရိုင်ရှိငါးဖက်လုံသား9ဦးလင်းနှမြုပ်သိဆုံးခဲ့ပြီးသစ်ပင်ကြိုးကြသဖြင့်တူသိဆုံးမြေပြုံမှုကြောင့်84နှစ်ရွယ်မြို့သားတို့ပါဝင်ကိုဦးမာရောသိဆုံးက9ဦးတက်ရရရှိခဲ့ကြောင်းသိရပါရယ်စက်တင်ဘာလ24ရက်နေ့ဂါဇာမုတ်